င်္ဂလာပါခင်ဗျာဒီနေ့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကိုကြည့်ကြရအောင်အဲ့ဒါကတော့မန်ယူရဲ့လူရဲ့တိုက်ဆက်မှုလေဟွိုင်းလွန်သူရဲ့အနာဂတ်ကဘာကြောင့်ဒီလောက်မရင်များဖြစ်နေရလဲဆိုတာကိုအမ် ESPN ကသတင်းရမီဒီကိုအခြေခံပြီးနားလည်အောင်စ조사ကြည့်ကြပါမယ်ဟုတ်ကဲ့ရှင်သူကိစ္စကဒရိုလေးပြောစရာဖြစ်နေတာပေါ့နော်ဟုတ်တယ်ကလက်အတင်းပါကသူ့ရဲ့အနာဂတ်အတွက်လေတိကျတဲ့စွန့်ခက်ချက်မချသေးဘူးဆိုတဲ့သတင်းတွေထွက်နေတာอืม ပေါင်၃၂၀ကျော်တောင်ပေးထားတဲ့ကစားသမားတယောက်ကိုဒုတိယရာသီအပြီးမှာအလိုမျိုးဖြစ်နေတာကနည်းနည်းတော့အာစဉ်းစားစရာမယ်နော်ဟုတ်ပါပရီးမီးယားလီမှာ၄ခုပဲဆိုတော့အဲ့လာကမျောလင့်ထားတာထက်နင်းနေတယ်လို့သုံးတက်ကြတာပေါ့ဟုတ်ပါတယ်ဆိုတော့ဒီလိုမဆုံးဖြတ်နိုင်သေးလာကလေကလပ်ရဲ့တိုက်စစ်ပိုင်းဆိုင်ရာမဟာဗျူဟာလာဒါမဟုတ်လူငယ်ကစားသမားဖွံ့ဖြိုးတိုးတရေကိုသူတို့ဘလို့ချင်းကလနေလဲဆိုတာလားအဲ့မှာမရှင်းလင်းမှုလည်းရှိနေသလားပေါ့နော်ရွေးချယ်စရာတွေအကုန်စဉ်းစားနေတုံးလို့ဆိုထားတယ်ရှင် အသိမှပဲစက်ထားမလားအတွေ့ကြုံရအငှားချက်မလားဒါမှမဟုတ်တခြားနည်းလမ်းများစဉ်းစားမှလာပါလေဟွန်းဟွန်းအသက်22နှစ်ဆိုတော့လေဒိမ့်မတိုက်စစ်မှုတဲ့ Premier League လို့ပြိုင်ဆိုင်မှုပြင်းတဲ့ League မှာအသားကြဖို့အချိန်တော့ယူရမှာပဲဒါမဲ့ညှော်လင့်ချက်ကြီးကြီးနဲ့ရောက်လာရင်ဖိအားကတော့ရှိတာပေါ့နော်အဲ့ဒါပေါ့ဒီနေရာမှာပိုပြီးစိတ်ဝင်စားစရာကောင်းတာကကလပ်အသင်းရဲ့နှုတ်ဆက်ထွက်လှုပ်ရှားမှုတွေပဲဟုတ်အဲ့ဒါပြောမလို့မှတ်ပါလေရှင် United ကလေနှုတ်ထက်ဗဟိုးတိုက်စစ်မှုတစ်ယောက်ကို ဈေးကွက်ထဲမှာတော်တော်လေးတက်တက်ကြွကြွရှာနေတယ်ဆိုတဲ့အချက်လက်တွေရှိနေတယ်ရှင်။ဟုတ်တယ်။ဥပမာဟို Sporting CP က Victor Gyokies အနေကြတာဗော။သူ့ရဲ့ကစားပုံကဟွိုင်လွန်နဲ့ဘလို့ကွာမလဲ။ဒါမှမဟုတ်အတူတွဲဖို့လား။အဲ့ဒါလည်းစဉ်းစားစရာပဲ။ဟုတ်တယ်ရှင်။ပြီးတော့တခြားနာမည်လေးလည်းထွက်သေးတယ် Joshua Zigzi တို့ um Shido Obizi တို့ Brian Manbumo တို့ဟုတ်ကဲ့ဆိုတော့ဒါကဟွိုင်လွန်ကိုလုံးမအားမရတော့တာလား။ ဒါမှမဟုတ်သူ့ကိုပန်ပိုးဖို့လားပြန်ဆိုင်မှုပေးဖို့လားအဲ့ဒါကိုတော့တရင်ချင်းမှုတွေကတိတိကျကျမပေါ်ထားဘူးရှင်ဒါမဲ့တခုခုတော့တခုခုပဲပေါ့နော်ဟုတ်တယ်တဖက်မှာလည်း ESPN ကပြောထားတာကဟွိုင်လိုနီကိုဆောင်လက်တဲ့နဲ့ United တာဝန်ရှိသူတွေဆွေးနွေးမှုတွေရှိခဲ့တယ်ဆိုပဲอืมအဲ့ဒါကလည်းပုံမှန်လုပ်ငန်းစဉ်ဖြစ်နိုင်တယ်လို့အမ်အခြေအနေကိုပြန်သုံးသပ်တာမျိုးလည်းဖြစ်နိုင်တယ်ရှင်ပြီးတော့ Inter Milan လို့အသင်းမျိုးကစောင့်ကြည့်နေတယ်ဆိုတာကရောဟုတ်ကဲ့ အဲ့ဒါကသူ့အနေနဲ့ရွေးချယ်စရာကြီးရှိနေနိုင်သေးတယ်ဆိုတဲ့သဘောတော့တက်ရောက်တာပေါ့ကလပ်ကမတည်ကြရင်ခြားနေရကြည့်ရမှာပဲလေอืมဒီလိုကလပ်ဘက်ကလုတ်ရှာမှုတွေတခြားအသင်းတွေရဲ့စိတ်ဝင်စားမှုတွေကြားရမှာပဲကစားသမားကိုယ်တိုင်ရဲ့ယက်တိချက်ထွက်လာတာကလည်းမသားစရာပဲဟုတ်တယ်ရှင်ဒိမ့်မတ်လက်ရွေးစင်သေးနေရှိနေတော့သူက United နဲ့2028အထိစာချုပ်ရှိတယ်နောက်ရသည် Old Trafford မှာကစားဖို့မျှော်လင့်ထားတယ် လက်ရှိ project ကိုပဲအာရုံစိုက်ထားတယ်ဆိုပြီးရှင်းရှင်းလင်းလင်းပြောသွားတာရှင်။ဟွန်းသူကတော့ kolahala တွေကို tech group မစိုက်ဘူးမို့သူ့လိုသူလုပ်မယ်ဆိုတဲ့သဘော။ဟုတ်ပါတယ်။သူ့ဘက်ကတော့ရှင်းတယ်။ကစားသမားကတော့သူ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းပြထားတယ်။ဒါပေမဲ့လေအဆုံးတမှာတော့သူ့ရဲ့ old traffic အနာဂတ်က club အတင်းကနောက်ချက်တိုက်စစ်မှုတယောက်တကယ် copy မလားမ copy ဖူးလား။အဲ့ပေါ်မှာအများကြီးမူတည်သွားမယ်လို့တုံ့တက်နေကြတာပေါ့နော်။ဟုတ်ကဲ့ရှင်။ အဲ့ဒါအဓိကကြမှာပဲခြုံုံကြည့်နေအတော်လေးရှုံထွေးတဲ့ချင်းဒီပါဟိုကစားသမားရဲ့ဆွမ်းဆောက်ရည်ပြန်တက်လာနိုင်ကြီးကတပိုက်အတင်းရဲ့တိုက်စစ်မှုတစ်ရှာဖွေမှုအောင်မြင်မလားမမြင်ဘူးလားဆိုတာကတပိုက်ပြီးတော့ကလပ်ရဲ့ရေရှည်စီမံကိန်းမှသူ့ကိုဘယ်လိုနေရာထားချင်တယ်လဲဆိုတဲ့မဟာဗျူဟာအများကြီးပေါဝင်ပတ်သက်နေတယ်ရှင်ဟုတ်ပါတယ် အင်းညာမဆေးဝန်စားဆောင်မိကုန်တခုကဈေးချီပေးခေါ်ထားတဲ့လူငယ်ကစားသမားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုကလပ်တွေကဘလို့စီမံခန့်ခွဲကြရလဲဆိုတာပဲ။ဟုတ်အဲ့ဒါစဉ်းစားစရာပဲ။အငားချလိုက်တာကအထီလားဒါမှမဟုတ်ဆက်ပြီးယုံကြည်မှုပေးမလားပွဲထွက်ခွင့်ပုံမှန်ပုံမှန်ရအောင်ဖန်တီးပေးမလားအဲ့ဒါလေပေါ့။အင်းဒီအချိန်ကနေဆက်ပြီးစဉ်းစားစရာတခုထပ်ပြောချင်တာကတော့လေကလပ်အတင်းကြီးဒီမှာမျောလင်းချက်ကြီးကြီးနဲ့ရောက်လာတဲ့လူငယ်ကစားသမားတွေပေါ့တက်ရောက်တဲ့ဖိအားတွေပေါ့။ အဲ့ဒီဖိအားတွေကသူတို့ရဲ့ယုံကြည်မှုနဲ့ကစားသမားဘုရားဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွေကိုဘလောက်အထိလွှမ်းမှုလဲဘလို့ပုံဖော်သွားနိုင်လဲအဲ့ဒါကတော့ဒီကိစ္စကနေဆက်ပြီးဆွေးနွေးတုံ့တက်လို့ရတဲ့အကြောင်းအရာတစ်ခုပါပဲခင်ဗျာဟုတ်ကဲ့ရှင့်တကယ့်ကိုစဉ်းစားစရာအချက်ခွာပဲ